ခင်ဗျာများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့အထူးဒေတာ6ဒီချမ်းပြည်နယ်တောင်ပိုင်းဒီငွေအချမ်းရေးကိစ္စတွေကိုဆောင်ရွက်ခဲ့တာတော့ပိုးမျိုးသားတမတော်ပြည်နယ်အနေနဲ့ကတော့ပြည်သူလူထုကိုပဲအခြေပြုပြီးတော့မှဒါဆောင်ရွက်တာပေါ့နော်အဲတော့အခုကျွန်တော်ပြောချင်တာကအခုတည်င်းအရာရောပြီးခဲ့တဲ့နှစ်တွေရောဒီကရပြည်နယ်မှာရှိနေတဲ့ဒီလက်နေကန်အဖွဲ့ ဓိကကတော့ KNDF တွေပေါ့နော်အဲ့တော့ခင်ဗျားတို့အခုကြားတဲ့သတင်းအရာတွေဆိုလို့ရှင်ဒီ PLNA တွေနဲ့ပူးပေါင်းပြီးတော့မှ PLNA ဌာနချုပ်တွေမှာလူစုနေဒီကိစ္စတွေကြားရတယ်နောက်ပြီးကြတော့ဒီပင်လောင်းဘက်တကြောပြီးရင်ရွှေမြို့နယ်ဘက်မှာတကြောအာလူတွေစုဖို့ကိစ္စတွေကြားရတယ်ပေါ့နော်ဆိုလိုတာက ကျွန်တော်တို့ပိုးရီတာထဲမှာအာနောက်ထပ်တစ်ကြိမ်တိုက်ပွဲတွေလာရောက်ပေါ်ဆောင်ဖို့ကြိုးစားနေတဲ့အနေအထားတွေ့ရတယ်ပေါ့နော်အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်အကြံပြုချင်တာပါလဲဆိုရင်ခင်ဗျားတို့ကပြည်နယ်ရှိတယ်နော်ခင်ဗျားတို့ပြည်နယ်ရှိကျွန်တော်တို့ပိုးမှာပြည်နယ်မရှိသေးဘူးအဲ့တော့ခင်ဗျားတို့ကရားပြည်နယ်ကရားပြည်နယ်ပဲဖြစ်ကရမ်းပြည်နယ်ပဲဖြစ်ပေါ့နော်ခင်ဗျားတို့ကဘယ်လိုပဲအဲနာမည်တက်တက် ခမရတို့နေမြင်ရှိပြီးသားဖြစ်တယ်။ခမခမရတို့နေမြင်တဲ့မှာခမရတို့ပြည်သူလူထုတွေမြောက်များစွာလည်းရှိပါတယ်။အခုချိန်ထိဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေလည်းအများကြီးရှိတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဘုရားဒါကိုပဲလာရောက်ပြီးတော့မှဘုရားဒါကိုပဲမင်းပြီးတော့မှမလာပါနဲ့တိုက်ပွဲတွေမဖော်ပါနဲ့ကျွန်တော်ဒီလိုပြောလို့ကြောက်လို့ပြောတာမဟုတ်ဘူးเนาะ ခင်ဗျားတို့လည်းကျွန်တော်တို့ကရန်သူအဖြစ်ကျွန်တော်ပြန်တိုက်ခိုက်ချိန်မုန်းနေတာမျိုးလည်းမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့ရဲ့နယ်မြေတည်ငင် HIA ပြီးကျွန်တော်ပြည်သူလူထုလုံခြုံရေးနော်ဒီကိစ္စတွေအတွက်ကျွန်တော်ဆောင်ရွက်တာခင်ဗျားတို့နယ်မြေထဲမှာကျွန်တော်တရားကျူးကျော်ပြီးတိုက်ခိုက်နေတာလည်းမဟုတ်နော်အဲ့တော့ခင်ဗျားတို့နဲ့ကျွန်တော်တို့နဲ့ကအမြဲတမ်းအနီးကပ် ချိနေတဲ့ကျွန်တော်တို့ငင်းအောင်တိုင်းသားတွေဖြစ်တယ်။အခုခင်ဗျားတို့ရဲ့ပြည်သူလူထုတွေချက်ပြင်းတဲ့တောင်ပိုင်းမှာအများကြီးရှိသေးတယ်။အများကြီးရှိတယ်။နော်။ခင်ဗျားတို့ရဲ့နေမည်ကိစ္စခင်ဗျားတို့ဆောင်ရွက်ပါ။ခင်ဗျားတို့ဆောင်ရွက်တဲ့ကိစ္စကျွန်တော်တို့ဘာမှဝင်ရောက်ပြီးတဆုတ်ဖက်တာလည်းမရှိဘူး။နော်။ခင်ဗျားတို့အခုဆိုရင်ကြရပြီနဲ့လေကော်မျိုးဆိုရင်လေဒီငွေအချမ်းမှုရှိတဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေလည်း ကုံလုံး80ခန်းလုံးတော့ကတော့ပြောချွင်စွာနေထိုင်နေသူတို့လှုပ်တင်လှုပ်ထိုက်တဲ့အရာတွေစီပွားရေးလူမှုရေးဘာသာရေးဆက်တဲ့ကိစ္စတွေကိုဆောင်ရွက်နေတယ်အခင်များတို့ဝမ်းသာလိုက်ပါပြီးအဲ့ဒီပြည်သူလူထုတွေကိုခင်များတို့မမုန်းအောင်ကြိုးစားပါခင်များတို့အပြည်သူလူထုအတွက်လို့ဟိုခံယူထားတယ်ပြန် KNDF ဆိုတာဒီဂရင်းမျိုးသားရေး နော်ဂရဏီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပြည်သူလူထုကိုယ့်ရဲ့လူမျိုးအမျိုးသားရေးကိစ္စတွေကိုပဲအဓိကဥဆောင်ပြီးတော့မှဆောင်ရွက်ပါကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့ရဲ့ဒေတာကျွန်တော်ရဲ့နေနေမြေတက်ကိုလာရောက်ပြီးတော့မှတိုက်ပွဲဖော်တာတွေကိုကျွန်တော်တို့အားမပေးဘူးနော်အဲ့တော့ကိုဒေတာကိုကိုဒေတာမှာလောက်ဆရာတယ်အများကြီးရှိပါတယ်ကြရပြင်းနေမှာအဲလိုအပ်နေတဲ့အရေးပေါင်းစုံတွေအများကြီးရှိပါတယ် နော်ပြီးခဲ့တဲ့2022နှစ်ကနေပြီးတော့မှအခု2025အထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ပျက်စီးခဲ့တဲ့အသက်အိုးအိမ်စီးဆိုင်တွေများစွာရှိပါတယ်။အဲ့ဒီပြန်လဲထူထောင်ရေးကိစ္စတွေကိုပဲခင်ဗျားတို့ဦးစီးဦးဆောင်စေဝင်စားစွာနဲ့ဆောင်ရွက်ပါလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်။ခင်ဗျားတို့ကျွန်တော်တို့ပိုးတွေတော့လိုင်းပါလာလို့လဲဆိုရင်ပစ္စည်းတွေလာတဲမယ်။ပြည်သူလူထုတွေရဲ့ပစ္စည်းတွေကို လာရောက်ပြီးတော့မှကားတွေနဲ့တိုက်ယူတယ်။ နောက်ဆုံးခင်ဗျားတို့ရဲ့တော်လိုင်းကြီးကဘာဖြစ်လာလဲဆိုတော့ဒီစာအုပ်နေရေးစင်ပြေဖို့တော်လိုင်းကြီးလုံးအနေနဲ့သဘောတွေဖြစ်လာတယ်နော်အဲ့လိုဖြစ်လာတယ်အဲ့လိုမဖြစ်ဖို့ခင်ဗျားတို့ကိုယ်တွေတကိုယ်နိုင်မြေမှာလှုပ်ရှားရှိတာတွေလှုပ်ကြပါနော်လှုပ်ကြပါကြောင်းအကြံပြုချင်ပါတယ်အခု PLN တွေခင်ဗျားတို့က PLN အနေနဲ့သုံးပြီးတော့မဝင်လာနိုင်ဖို့လေအာတွေ့နေရတယ်နော်အဲ့လည်းတွေ့နေရတယ် PLN အနေနဲ့ကသူ့ရဲ့ယက်တိချက်ကပါလဲ เนาะအခုဘာတွေဖြစ်နေရလဲခင်ဗျားတို့အသိဆုံးမယ်เนาะကျွန်တော်တို့အခုအထုဒေတာရောက်ချပြည်နယ်တောင်ပိုင်းသူဒေတာ6မှာဟိုနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်သူလူထုတွေရဲ့အရေးကိုဆောင်ရွက်နေတာဖြစ်ပါတယ်ကိုယ့်ရဲ့နိုင်မြေကိုယ့်ရဲ့ဒေတာတွေမှာဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုလှုပ်နေတာဖြစ်ပါတယ်ခင်ဗျားတို့ကိစ္စလည်းမဟုတ်ခင်ဗျားတို့ဝင်ရောက်ဆုတ်ဖက်ဆရာလည်းမလိုဘူးပေါ့နော်အဲ့တော့တချို့ကပြောကြတယ် ငါကျွန်တော်တို့ကတော့ဒီနိုင်ငံတော်တက်ရှိတဲ့နေရာမှာကျွန်တော်တို့တိုက်မှာပဲခိုက်မှာပဲအခုကျွန်တော်တို့ကရယာပြည်နယ်မှာလည်းရှိတာပဲဟုတ်တယ်မလားနော်ကရယာပြည်နယ်မှာလည်းရှိတယ်ကရယာပြည်နယ်မှာလည်းအာကရယာလက်ကောရှိတဲ့ဖဲခုံရှိတယ်မုံပြဲရှိတာပဲအခုချိန်ထိရှိနေတုံးပဲအဲဒါကိုလည်းခင်ဗျားတို့ကဟိုနိုင်အောင်မတိုက်နိုင်ပါဘူးနော်ခင်ဗျားတို့ကိစ္စခင်ဗျားတို့နိုင်မြေထဲမှာရှိနေတဲ့ကိစ္စခင်ဗျားတို့အရင်ရှင်းပါကျွန်တော်တို့ပိုးဒေတာကို လာရောက်ပြီးတော့မှတိုက်ပွဲဖော်တာတွေမလုပ်ပါနဲ့ကျွန်တော်တို့အဲ့ဒါဟိုအကြံပြုတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့မေတ္တာရက်ခံတာဖြစ်ပါတယ်နော်အာခင်ဗျားတို့ကိစ္စခင်ဗျားတို့လုပ်ဆောင်ရည်အများကြီးရှိပါတယ်အဲတချို့ကအကြောင်းပြချက်တွေရှိတယ်ဘာလဲဆိုရင်အာဒီနိုင်ငံတော်အသက်နဲ့ပူပေါင်းတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့တိုက်မယ်ခိုင်းမယ်ပြောတယ်အဲ့ဒါတွေကခင်ဗျားတို့အကြောင်းပြချက်ကိစ္စတွေဖြစ်တယ်ဘာဖြစ်လို့လဲသိလားခင်ဗျားတို့နေမြေတန်းမှာလည်းရှိတယ်လေဟုတ်တယ်မလား ဘယ်ဘယ်အဖွဲလဲဆိုတာနာမည်ရောကျွန်တော်တတ်မှပြောတော့ဘူးနော်ကျွန်တော်တတ်မှပြောတော့ဘူးအဲသူတို့လည်းနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့မှအခုချိန်ထိဆောင်ရွက်နေတာပဲအဲ့ဒါခင်ဗျားတို့လားတော့မတိုက်ဘူးအခင်ဗျားတို့နဲ့မြေထဲမှာရှိတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဟိုစီလုံးငင်ငွတ်မဲ့စီလုံးငင်ငွတ်စွာနဲ့နေထိုင်နိုင်ဖို့ပြီးရင်ကျွန်တော်တို့ပြည်သူလူထုတွေကိုအာလုံချင်မှုပေးနိုင်မှုပြီးရင်ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ပြည်သူလူထုတွေစုံစုံနေနိုင်မှုတွေများစွာရှိခဲ့ပြီ အဲ့တော့ပြန်လဲထူထောင်ကိစ္စတွေကိုကျွန်တော်တို့အဓိကဥစားပေးပြီးတော့မှကိုယ့်ရဲ့နေမီကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့ပြည်နယ်တိုးတက်ရတိုးတက်ရအကြောင်းကိစ္စတွေကိုပဲအဓိကဆောင်ရွက်ကြဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်အားလုံးကြီးစုတယ်ပါ